Rachi Lessons Part 9 Say anything Sayini Dinganza uh, Abangu The Abangu Rema Number 8 Distributed Determiners Distributed Determiners First Now Slash Now Freeze Distributed Determiners Sura Bahu Pyojinale Sura ဖြန့်ဝေတတ်မှတ်ပေးတဲ့ဟာတွေကိုပြောချင်တာဖြစ်ပါတယ်ဖြန့်ဝေတတ်မှတ်ပေးတယ်ဆိုတာကဘယ်လိုဟာမျိုးလဲအောက်မှာဥပမာတွေလေ့လာရမှာဖြစ်ပါတယ် distributed determiners asakar distributed adjectives distributed determiners ဒီကို distributed adjective လို့လဲခေါ်ကြတယ်လို့ပြောချင်တာအဲ့ဒီ distributed determiners distributed adjectives လို့ခေါ်ကြတဲ့ဟာတွေက are words စကားလုံးတွေဖြစ်ကြတယ် like each every or but have either air neither ကြောကျွန်တော်ကတော့ each လို့ every လို့ or လို့ but လို့ have to either or neither ဒီအလုံးဒီကဲ့သို့သောစလုံးတွေဟာဒါ distributed determiners တွေဖြစ်တယ်လို့မှတ်ထားရပါမယ်သို့မဟုတ် distributed adjectives တွေဖြစ်တယ်လို့မှတ်ထားရပါမယ်အဲ့ဒီ distributed determiners ကိုမြန်မာလိုဘယ်လိုခေါ်လဲလို့ပြောတော့ဖြန်းဝေတတ်မှတ်ပေးသူများလို့ခေါ်တယ် distributed adjectives လို့ လေလူတိများကြတယ်ပေါ့နော်အဲ့ဒီ distributed adjectives တွေကဘာတွေလဲ each ဆိုတဲ့ခုပေါ့ every to die or so all both ဆိုနှစ်ခုလုံး half ဆို the word either တစ်ခုခု neither နှစ်ခုအနကနဲ့တစ်ခုတော့မဟုတ်တော့မဟုတ်တစ်ခုတော့မဟုတ်နော်ဒီလိုစလုံးနေပြီဖြစ်ပါတယ် how we dasoye any distributed nature minus low of your distributed agitus low of your pelo atong pyu le so ro tu ye na ga now to mo now phrase ti lai lu ya ba de distributed nature minus ti ye na ga now to mo now phrase ti tong lo ya ba de any lo is to lo every do lo order lo book to lo hack to lo either do လို့ neither do လို့ဒီလိုစလုံးတွေသုံးပြီဆိုရင်ဒီလိုစလုံးတွေပါတယ်ဆိုရင် now တို့မို့ non phrase နဲ့တွဲသုံးလိုပါကဒီစလုံးတွေကိုရှေ့ရရေးပါရှေ့ရရေးပြီးတော့နောက်က now တို့မို့ non phrase ကိုရေးပါဘယ်လိုရေးရမလဲဆိုတာအောက်မှာဥပမာပြထားပါတယ် number 1 every student every are distributed determiners ပဲဖြစ်ပါတယ် student က noun ပဲဖြစ်ပါတယ် distributed determiners ကိုအရင်ရေးတယ်ပြီးတော့ noun ကိုရေးပါတယ် every student ဆိုတော့ကျောင်းသားရန်ကဲဒါဆိုရင်မြန်မာစာအနေအင်္ဂလိပ်လိုပြန်ပြီးတော့တွေးကြည့်အောင်ကျောင်းသားတိုင်းကျောင်းသားတိုင်းဆိုတော့ဒီမှာကျောင်းသားနဲ့တိုင်းဆိုတဲ့ဟာနှစ်ပိုင်းပြန်ခွဲကြည့်မယ်နော်နှစ်ပိုင်းခွဲကြည့်တော့ ကျောင်းသားတိုင်းဆိုတော့ဒိုင်းမြန်မာစာမှာဒိုင်းကနောက်ကဖြစ်တယ်။ဒါပေမဲ့အင်္ဂလိပ်လိုရေးတဲ့အခါကျတော့ every အင်္ဂလိပ်လိုကျတော့ every ကဘယ်ကဖြစ်နေလဲဆိုတော့ခြေကဖြစ်နေတယ်။ဆိုတော့ကျောင်းသားတိုင်းဆိုတဲ့စကားစုကိုရေးတဲ့နေရာမှာမြန်မာစာနဲ့အင်္ဂလိပ်စာနဲ့ကပြောင်းပြန်ဖြစ်နေတယ်ဆိုတာသတိထားပါ။မြန်မာလိုကျောင်းသားတိုင်းကျောင်းသားခြေကဒိုင်းကနောက်ကအင်္ဂလိပ်လိုကျတော့ every တိုင်းအခြေအားကျောင်းသားကနောက်က student ပေါ့နော်သူကနောက်က number 2စာအုပ်တိုင်းဒီမှာလဲသူနီးအတိုင်းပါပဲစာအုပ်တိုင်းဆိုတော့တိုင်းကနောက်ကဖြစ်နေတယ်အင်္ဂလိပ်လိုရေးတော့ every ကခြေကစာအုပ်ကမြန်မာစာမှာခြေကအင်္ဂလိပ်လိုရေးတဲ့အခါကျတော့စာအုပ်ကနောက်ကဒါကြောင့်အင်္ဂလိပ်နဲ့မြန်မာနဲ့ပြောင်းပြန်ဖြစ်နေတယ်ဆိုတာ သတိထားပါ Now number 3 number 3မှာပါလဲဆိုရင်ကြောင်းသားတိုင်းကြောင်းသားတိုင်းဆိုရင်မြမစာမှာကြောင်းသားကခြေကဒိုင်းရနောက်ကကလေးလေးလိုရေးတဲ့အခါကျတော့ဒိုင်းဆိုရက်မြမလိုနောက်ကအပိုင်းဒီအင်္ဂလိပ်လိုဘယ်ဟာဖြစ်သွားလဲဆိုရှေ့ဟာဖြစ်သွားတာ every ကိုအရင်ရေးရ ပြီးမှကျောင်းသားကိုရေးတယ် student now number 4ဆရာတိုင်းဆရာတိုင်းဆိုတာမြန်မာလိုကြတော့ dying နောက်ကအင်္ဂလိပ်လိုရေးတော့ every year ခြေရဆရာကမြန်မာစာမှာခြေကအင်္ဂလိပ်မှာဆိုရင် teacher နောက်ကအင်္ဂလိပ်နဲ့မြန်မာနဲ့ရေးတဲ့အခါမှာအစီအစဉ်ချထားခြင်းကခြေနဲ့နောက်နဲ့ပြောင်းပြန်ဖြစ်နေတယ်ဆိုတာသတိထားစေချင်ပါတယ် နောက်တစ်ခုကဒီနေရာမှာ every ရဲ့နောက်ကလိုက်တော့ noun ဒီ singular noun လို့ခေါ်တဲ့ noun အနည်းတွေလိုက်ပါတယ် noun အများလိုက်လို့မရပါဘူးလူတွေကကျောင်းသားတွေကလေ့လာတဲ့လူတွေက die လို့ပြောလိုက်ရင် အများကြီးရမလားဆိုပြီးတော့မှားပြီးတော့ရေးရေးလာကြတယ်ဆရာရဲ့စာသင်သက်220ပေါ့220မှာ every နဲ့တွဲရင်ကျောင်းသားတွေအများစုက foreign noun တနည်းအားဖြင့်ပြောရင် noun တွေမှာ s ဆိုမှ es ပါတဲ့ noun တွေကိုထည့်ပြီးတော့သုံးလာတာတွေ့ရတယ်မကြခဏမှားကြတာပေါ့ဒီတစ်ချက်ကိုသတိထားစေချင်တယ်ဒါကြောင့်ဆရာတိုင်းဆိုရင်ဒိုင်းဝရင်ရေးတဲ့ every ဆရာကိုနောက်မှရေးတဲ့ teacher ပြီးတော့ကျောင်းတိုင်းကျောင်းတိုင်းဆိုရင်လည်းဒိုင်းကိုအရင်ရေးပါမယ်မြန်မာမှာတော့နောက်ကအင်္ဂလိပ်မှာတော့ဘယ်ရောက်မလဲဆိုရင်ရှေ့ကရောက်သွားမယ် အဲဒါ every ကိုရင်ရေးပါတယ်ပြီးတော့မြန်မာမှာကျောင်းဆိုတာခြေကအင်္ဂလိပ်လိုကြတော့ကျောင်းဆိုရဲ school ကနောက်ကဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာနှစ်ချုပ်အနေနဲ့မှတ်သားစေချင်တာက every လို့ခေါ်ရက် determiner ပေါ့နော်အတိအကျကျပြောရင်တော့ distributive determiner နဲ့တွဲသုံးမယ်ဆိုရင် every ရဲ့နောက်က noun သို့မဟုတ် noun phrase ကိုတွဲသုံးလို့ရပါတယ် every ရဲ့နောက်ကတွဲသုံးသော noun သို့မဟုတ် noun phrase သည် singular noun နာအနေပဲဖြစ်ရပါမယ်နောက်တစ်ချက်ကဘာမှတ်သားထားမလဲဆိုတော့ every နဲ့ noun နဲ့တွဲတဲ့အတွဲတွေဟာမြန်မာလိုဘာသာ ပြန်တဲ့အခါအင်္ဂလိပ်နဲ့မြန်မာနဲ့ပြောင်းပြန်အနေထားဖြစ်နေတယ်ဆိုတာသတိထားစေချင်ပါတယ် အင်္ဂလိပ်မှာရှေ့ရဆိုရင်မြန်မာမှာနောက်ကအင်္ဂလိပ်မှာနောက်ကဆိုရင်မြန်မာမှာခြေကဆိုတာကိုသတိထားပြီးတော့ဘာသာပြန်စီခြင်းပါတယ်အားလုံးနားလည်ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုအစဉ်လိုက်အတိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube Channel မှာလာပြီးတော့ကြည့်ရှုလို့ရပါတယ်ကျွန်တော်ရဲ့ YouTube Channel က H of Learn English School ပဲဖြစ်ပါတယ်ခင်ဗျာ